ရခိုင်တစောင်းကြီးရဲ့ပန်းဆွဲတွေနဲ့အနီးပြတ်သက်ဘုံစင်များကဗဘူးလက်ရများဟာမြမဘီသူကအတတ်နဲ့ဗဘူးလက်ရစုံကိုဂုံယူဖို့ပေါ်ကျူတက်တည်ထူပြနေကြတယ်မန္တလေးဆရာခင်တို့ဗဘူးလက်ရလို့သိရပါတယ်အကျော်အနင်းအဖြူအဖောက်အကောက်ကောက်ချက်ချက်ကက်ကက်တက်တက်ထွင်းထူထားတဲ့ဂျာမန်ဗုဒ္ဓဝင်တွေကဒန္တာကြီးတွေကဇက်ကောင်ဇက်ရုပ်တွေ သူတို့အမှုအယူဇယိုက်အစုံစုံသံဃာကြီးတစ်ခုလုံးကိုပန်းချုပ်ကြီးနဲ့ဖုံးအုပ်ထားတော့တဲ့အတိုင်းစိတ်ရှိလက်ရှိနဲ့ဘယ်နှနဲ့ဘယ်နှလပြုစုဟန်ဒီခဲ့ကြရမလဲလို့စဉ်းစားကြည့်ကြပါဘူးဒီပေမောဖက်တက်နေတဲ့ဖိုးသူတော်အမြင်မတော်မျက်ကြည့်ဆက်เสียရကိုသူ့ဘာသာသူသိပြီးပြုံးစီစီနဲ့ ြက်သက်တစ်ခုကစီတန်းထိုးထွက်နေတဲ့ပန်းနေဟာမီးညွတ်မီးဆွေတွေလိုလေမှာလှုပ်ရင်းနေသလားပဲဒီရီတော်ပန်းနေကုန်ကြီးကိုချင်းကပ်ခဲ့ပါရင်ပထမပစ္စယတောင်းဘုရင်မှာအယုတ်ညုတ်ကိုတွေ့ရမယ်ရေကုန်စီရီတော်ကြီးရဲ့ဖရာဒါရက်က ဥက္ကလာပမင်းကြီးရဲ့မိဘနှစ်ပါးတရားမင်းနဲ့မယ်လမှုတို့ရဲ့ချွေပင်းချပုံကြီးဒီခိုင်တဲ့ဆောင်နဲ့နီးတဲ့ဇေဒီတစုရှိအီယာမမှန်အင်ကြီးတစ်ခုထဲမှာဖြေတကုံဇေဒီတော်ဆောင်တရားမင်းနဲ့ဘိုးဘူးကြီးယုတ်နှစ်ယုတ်ရှိတယ်ဖြေတကုံကုန်းတော်ပေါ်မှာ ရှင်လောင်းထဲတဲ့အခါတရားမင်းနဲ့ဘိုးဘူးကြီးရှိမှာ ရှင်းလောင်းပြကြသည်မင်းကွန်တရားရိပ်တာနာကနေခြုံွယ်ပိတ်ပေါင်းတွေကိုတိုးသွားရင် အင်္ဂလိပ်လက်ထက်လက်နဲ့တူလောင်ရာ အခန်းသုံးခန်းပါတဲ့လက်နဲ့တိုက်ကြီးကိုရောက်ပါပြီ။နှိပရိစိတာကြာလို့ မြေသားတွေဖို့ဖုံးအုပ်နေပြီလို့မှတ်တာတောင်ကိုဝိုက်ပတ်ပြီးကွန်ကရစ်နဲ့တိဆောက်ထားတဲ့ဟောင်းလောင်းလှိုင်ကူကြီးကိုမြင်ရတယ်တင်ဂုတ်ဒရာတောင်တော်ဟာကိုလိုနီခေတ်ဦးသမိုင်းခြေရာလက်ရာတစ်ခုကိုမပြောင်မပြက်ထိမ့်သိမ်းထားသေးပါတယ် ိုင်ငံသားတွေကမြန်မာနိုင်ငံကိုအစိုးဆုံးရောက်ရှိလာပြီးချွေတကုံစီရီတို့အကြောင်းအဦးဆုံးရေးသားမှတ်တမ်းတင်နိုင်ခဲ့သူကတော့အီတလီဗန်နစ်မြူသားဗာလ်ဘီဖြစ်ပါတယ်ခရစ်နှစ်1583ခုနှစ်နိုဝင်ဘာလဆန်းရက်ထဲမှာဒလတွန်တေးကတဆင့်သူရောက်လာခဲ့ကြောင်းသူမှတ်တမ်းအရာသိရပါတယ်သူနဲ့မရှိမနှောင်းအင်္ဂလိပ်လူမျိုး rough fish ရဲ့ ပကိုးမှနှစ်ရက်ခยีသွားရသော တကုံဖျားကြီးအကြောင်းမှတ်တမ်းမှာတော့ပကိုးသားတို့ဖျားဖူးသွားရဖြစ်သော တကုံဟုခေါ်သည့်ဖျားကြီးသည်အံ့ဩလောက်အောင်ကြီးမားသည် အထက်မှ အောက်ခြေထိရွှေချထားသည်ကျွန်ုပ်အထင်အားဖြင့်ကဘာပေါ်တွင် ရှိရှိသည်မြနေရာဒေသများအနေအလှပဆုံးဖြစ်သည်၎င်းသည်လီမြင့်မားသည် စသဖြင့်ရေးဖွဲ့ခဲ့ပါသည်1995ခုနှစ်မှာတော့အင်္ဂလိပ်တန် Michael Sainz တို့ Hiram Cox တို့ရောက်ခဲ့ကြတယ်ဒီနောက်ပိုင်းမှာတော့နိုင်ငံသားတွေအရှူအရှူရောက်လာကြသမျှ